စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့တရားဝင်ပြန်ပေးဆွဲဓမြတိုက်နေတဲ့လောက်ရက်တွေကိုစစ်တပ်ကိုအမာခံထောက်ခံခဲ့တဲ့သူအခုလဲစစ်တပ်အမာခံထောက်ခံမှုဖြစ်ရက်တည်နေတဲ့ကိုမောင်မောင်ကိုတိုင်ထွက်ပြောလာပါဘူးကြည်တာကြည်ဝါပြီးတော့အဲ့တော့လူတစုကလက်နက်တွေကိုင်းလာမယ်အိတ်တဲအိမ်လာမယ်ပတ်စံကိုအတင်းအဓမ္မတောင်းမယ်ဘာလောက်လောက်ပြောတယ်ဓမြတိုက်တာတဲ့ဟုတ်တယ်နော်အဲ့တော့ပြီးလို့ရှိရင်အဲ့ဒီအိမ်မှာရှိတဲ့လူကိုဖမ်းခေါ်ရမယ်ငွေနဲ့လာရွေးပါဘာလို့လဲပြောတယ်ပြန်ပေးဆွဲတာလေ လက်ရှိမြန်မာနိုင်ငံမှာတိုင်းတနိုင်ငံလုံးနေရာအနှံ့ဖြစ်နေတာဒီစစ်မှုထမ်းဥပဒေအောက်မှာမပါလို့တယ်လူတွေကိုလိုက်ဖမ်းတယ်ပြီးလို့ရှိရင်ငွေနဲ့လာရွေးခိုင်းတယ်အိမ်တွေမှာလှစီကြီးလှစီတလောက်အနည်းဆုံး3000 3000စစ်မှုကြီးဆိုပြီးလိုက်ကောက်တယ်အဲ့ဒါတွေကဓမြတိုက်တာပြန်မေးဆွဲတာမဟုတ်ဘူးလားဘာကွာလဲဟမ်တိုင်းထဲမှာကွက်လောက်ွားတာနဲ့တနိုင်ငံလုံးဖြတ်လောက်တာအတူတူပဲမဟုတ်ဘူးလားအဲ့တော့လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နဲ့အာနာသိန်းနဲ့ဒီအကြက်ဖက်ကောင်တွေကတိုင်းပြည်ကိုတရားဝင်ဓမြတိုက်ပြီးတော့ ပြန်ပေးဆွဲတဲ့လုပ်ရက်တွေလုပ်နေကြတယ်ဆိုတာမှားလားမှန်လားရှင်းရှင်းလေးဟုတ်တယ်နော်ကြည်ဝါကတည်းကကိုမောင်ဘာပြောလဲဆိုတာတော်တော်လေးကပြောသွားတယ်မလားရန်ကုန်တိုင်းမင်္ဂလာတောင်မြို့မြို့နယ်ခုနံမဲပါကျွန်တော်ထည့်ပြောရလိမ့်မယ်နော်။ဘာကြောင့်လဲဆိုအဲ့ကလေးကလည်းပထမအဝေးတင်တက်နေတဲ့ကလေးပဲ။အဝေးတင်တက်နေတဲ့ကောင်လေးပဲ။အဲ့ကလေးကမင်္ဂလာတောင်မြို့မြို့နယ်မှာလူပျောက်သွားတယ်။ပျောက်သွားတော့ရဲစခန်းမှာအမှုသွားဖွင့်တယ်။မဖွင့်ပေးမဖွင့်ပေးတဲ့အခါမှာပြီးပါလေကစိုးရိမ်မှုပဏာကောင်လေးကသူ့စစ်ထဲရောက်သွားပြီ။ဘလို့မှလည်းရဲစခန်းလည်းအမှုမဖွင့်ပေးဘူး။ အကောင်လေးကဲကြားရနော်ဖြစ်နေတဲ့ဘဝကြီးဘလောက်ရင်နာစရာကောင်းလဲဆိုတာနာမည်ကမောင်ဖြိုးခန့်ပိုင်းနဲ့ကျွန်တော်စီမှာကြည်ရတော့ဗောဗျာနော်ဟာငငယ်ရရဲလူငယ်လေးပါပဲဟောတော့စသားဆွဲခံမှုတွေကဒါမျိုးတွေဖြစ်နေတယ်အဲ့တော့ဒါကိုအထက်ရကဲမိဘတွေအနေနဲ့စဉ်းစားကြည့်ကလက်ရှိဒီနေ့ခေတ်မှာစစ်မှုထမ်းဥပဒေဆိုတာသူများတိုင်းပြည်တွေမှာလည်းစစ်မှုထမ်းဥပဒေရှိပါတယ်သူများတိုင်းပြည်မှာစစ်မှုထမ်းဥပဒေဆိုတာနိုင်ငံသားတိုင်းစစ်ပညာတပ်စီရဲ့ရည်ရွယ်ချက်နဲ့ စစ်မှုထမ်းရတယ်နှစ်နှစ်ဆိုနှစ်နှစ်အဲ့ဒီနှစ်နှစ်တွင်းမှာအဲတက်တင်တက်အပ်တဲ့စစ်ပညာတွေတင်ပေးတယ်နှစ်နှစ်ပြည့်သွားတာတဲ့ကိုကလှုပ်ရှင်ဆက်ပြီးတော့စစ်သားဖြစ်ဆက်လုပ်လို့ရတယ်မလှုပ်ရှင်နှုတ်ထွက်ခွင့်ရှိတယ်လက်ရှိမြန်မာပြည်မှာစစ်မှုထမ်းဥပဒေဆိုပြီးစတင်အတက်တွင်းတဲ့အချိန်မှာဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကဘာတွေဝါဒဖြန့်ခဲ့တဲ့ဆိုတော့မိတို့တွေကဘာဖြစ်တာလဲခဏလေးပဲဒီစစ်မှုထမ်းမှာနှစ်နှစ်ပြည့်ပြန်လို့ရမယ်ဒီကာလမှာလည်းမိတို့ရှင်းန်းထွက်စရာမလိုဘူးစတဲ့ဖြစ်ပြောခဲ့ကြတယ်ဒါပေမဲ့အခုအပတ်စဉ်20ကျော်ပါပြီ။ စစ်မှုထမ်းအင်အား6,000-9,000လောက်ရှိပါပြီအဲ့ဒီတည်းမှာအပတ်စဉ်1နှစ်3ဆို2နှစ်ကျော်ပြီအဲ့ဒီလူတွေအိမ်ပြန်ခွင့်ရလားအိမ်ပြန်ခွင့်မရပါနဲ့ဟုတ်အဲ့ဒီလူတွေအသက်ရှင်နဲ့ကြံမြင့်ခဲ့တဲ့လူဘယ်လောက်ရှိတယ်သေဝါးတာဘယ်လောက်ရှိတယ်စစ်မှုထမ်းဦးတင်းနှင်းစီးမိတာနဲ့ချက်ချင်းရှေ့တန်းကိုပို့ဘာမှစေတွေ့ကြုံမရှိတဲ့ရှေ့တန်းတော့ PDF တွေအထိုင်ကနေ solve ဒိန်းဒိန်းအကောင်လုံးကားကလေးကားကလေးတိအဲ့တော့ဒီကလေးတို့မျိုးဘာမှအပြစ်မရှိဘဲနဲ့သေဝါးရတဲ့ စစ်မှုထမ်းတက်တာဘလောက်တောင်ရှိနေပြီဒါတွေအားလုံးကလူတက်မှုဗျတယံဝင်လူတက်နေတာမင်းအောင်နိုင်ဒါလူတက်မှုအချစ်သူကြီးမင်းနေရာမလုပ်တာမသိကြံဆောင်တာလားအဲ့တော့ကျွန်တော်ကဒါလေးမပြောဘူးဗျာဟုတ်လားမပြောပဲဒါကျွန်တော်ကကျွန်တော်ဒါမျိုးပြောလို့ရှိရင်ကျွန်တော်အမှန်တရားပြောမိလို့ရှိရင်ပြည်သူဘက်ကနားတယ်လူငယ်တွေဘက်ကနားတယ်ဟုတ်လားမိသားစုတွေဘက်ကခံခံစားရလို့ကျွန်တော်ပြောလို့ရှိရင်လည်းကျွန်တော်ကအတူတူကြီးဖြစ်သွားဗျာကျွန်တော်မပြောလို့ခင်ဗျားတို့များပြောမလားဆိုတော့အဘကို ကြောက်လန့်ပြီးတော့နော်အာနာရရင်ရာဓုရရင်ဘာမှစလုပ်မစလုပ်လူစားမျိုးတွေပဲတွေ့နေရတယ်ဒီလိုမျိုးပေါ်မှာပါဗျအကောင်းပြောတာပါကျွန်တော်တို့အခုနောက်ပိုင်းမှာကိုမောင်မောင်ကိုအဲလူလေးစားမှုပိုရှိလာတယ်အဲသူတို့ဘက်ကအောက်တန်းသားတွေကတော့သိတယ်မလားသူတို့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းမှာနှစ်ခုရှိတယ်တခုကဘောမပေါ့ဗျဘောမအတိုင်းမှာခရရင်ပြောရရင်ဘောမပေါ့ဘောမအတိုင်းမှာနှစ်မျိုးရှိတယ်တမျိုးကဘာလဲဆိုတော့သူက ဒီစစ်အာဏာရှိတဲ့စစ်ဘုံချုပ်အတိုင်းအဝန်းကြီးရဲ့အကြိုက်မှားတာမှန်တာကောင်းတာဆိုးတာသူတို့မသိဘူးသူတို့တိတာဒီသူတို့ဒီစစ်တပ်မှာရှိတဲ့စစ်ခေါင်းဆောင်တွေဘာကိုကြိုက်တယ်စစ်ခေါင်းဆောင်တွေအကြိုက်ကိုလိုက်လို့လိုက်ပြောလိုက်ပြီးတော့ဝင်းရံအဲအဲ့ဒီဘုံမှာပြီးရင်တစ်ဖက်ကျတော့စစ်တပ်ကိုအမာခံထောက်ခံသူတို့ဒီဒီမြမတတ်မတော်ဆိုတဲ့အရာကိုသူတို့ထောက်ခံတယ်မြမတတ်မတော်ရှင်တန်ရေးမြမတတ်မတော် ਨੇ ရှင်ပြိုင်လာတဲ့အဖွဲ့အစည်းတိုက်ခိုက်လာတဲ့အဖွဲ့အစည်းဆိုသူတို့ရန်သူတို့တတ်မှတ်ပြီးသူတို့ပြန်လဲတုတ်ပြန်တယ် သူတို့မြန်မာတက်မတော်ဝင်းရံအဲ့တော့ဒီတက်မတော်ထောက်ခံသူ ਨੇ အဘာထောက်ခံသူဆိုတော့ဒီလိုအခုကိုမောင်မောင်တို့ဆိုတာဒါစစ်တပ်ကိုအမှားကန်ထောက်ခံတဲ့လူသူတို့ဒီစစ်ဘုံချုပ်တွေတဲ့မှားလာတယ်လွဲလာတယ်လောက်ရတယ်မဟုတ်ဘူးဆိုရင်သူတို့တွေထောက်ပြတယ်သူတို့ထောက်ပြနေတာဒီတိုက်ခိုက်မှုနဲ့ထောက်ပြနေတာတခုမှမရှိဘူးအပြုတ်တဘောဆောင်ပြီးတော့ပဲမဖြစ်တဲ့နာမဖြစ်အောင်ဒီစစ်ဘုံချုပ်တွေရဲ့လောက်ရမှားတဲ့ဟာကိုမှားလာသူတို့အပြုတ်တဘောဆောင်ပြီးထောက်ပြတာအဲ့လိုထောက်ပြတဲ့လူတွေကိုနေ့ကပြောသလိုအဘဘောမတွေက အာမတိလို့ရှိရင်တစ္ဆာဖောက်လို့လို့အဲကွာပြီးတော့ဆဲကြတယ်ပြောကြတယ်အဲ့တော့တိုင်းပြည်မှာဘသူကအောက်တန်းစားတယ်တိုင်းပြည်အတွက်ဘသူကချစ်တာလဲအဲ့တော့ဒီလိုဘောမမျိုးကိုပြည်သူလက်ခံတယ်ဒီလိုဘောမမျိုးကိုလာနိုင်ငံတိုးတက်တယ်ဘာဖြစ်လို့သူတို့တွေအပြုတ်ဘောဆောင်ပြီးဘောမလာနော်တိုင်းပြည်အတွက်စစ်တပ်လက်ခံမယ်ဟုတ်တယ်နော်ကျွန်တော်တို့အဲ့ဒါအဲ့တော့ဘာကွာဝါဆိုတာကြည့်ပါ အဲ့သူတို့ပြောတဲ့စကားတွေကျွန်တော်တို့ကတော့လူပြောက်ကိုကြည့်ရင်အမှားမှန်ကိုယဉ်ကြည့်ဒီလူပြောတာဒီမှားလားမှန်လားအဲ့ဒီအမှားမှန်ဆိုတဲ့နေရာမှာပါကိုဖြစ်နေတာအမှန်မဟုတ်ဘူးနော်ကျွန်တော်ဖြစ်နေတာအမှန်မဟုတ်ဘူးခမရတို့ဖြစ်နေတာအမှန်မဟုတ်ဘူးလောကတဘာဝနဲ့ဖြစ်တဲ့ဖြစ်ထိုက်တာအကောင်းအဆိုးအကြောင်းအကျိုးနဲ့ပြန်နှိုင်းရှင်ပြီးမှလောကတဘာဝနဲ့ကိုက်ညီဖြစ်တဲ့အရာအဲ့ဒါဒီအမှန် အဲ့တော့ကိုဖြစ်စင်တိုင်းလည်းအမှန်မဖြစ်မသေးဘူး။ဒါကိုလည်းကျွန်တော်တိဖို့လိုသေးတယ်။အကိုအကြိုက်စကားပြောလို့ကိုမောင်မောင်ကအမှန်ပါတယ်တော့ပြောလို့မရဘူး။ကိုမောင်မောင်ပြောတဲ့စကားကဖြစ်တဲ့ဖြစ်တိုက်တာနဲ့ဘလောက်ကိုက်ညီမှုရှိလဲ။ဟောဖြစ်တဲ့ဖြစ်တိုက်တာနဲ့သူကကိုက်ညီမှုရှိအောင်ပြောဝိုင်း logic ကြကြပါတော့။ logic ပေးတာ။ဟာမှ logic ပေးတာအဲ့ရသူဟာမှန်ကန်တဲ့စကားကိုပြောဝိုင်းကျွန်တော်ထောက်လက်ခံပေးရမယ်။ထောက်မခံနိုင်အောင်နေ။အာကိုမောင်မောင်ပြောတာထောက်ခံမှာတော့ကိုမပြောနိုင်အောင်မှအာမင်းပြောတော့မင်းကတော့ရန်သူပုံစံသွားလုပ်လို့မရဘူး။ဘာတူမှန်အောင်ပြောတာလဲ။ ဒါကိုဘောမအတိုင်းဝင်တိဖို့လို့အဲ့တော့ဒလုံဘောမပါမင်းတို့ဒလုံဘောမရင်တော်လိုင်းဆိုအပေါ်လာစရာအကြောင်းမရှိဘူးအန်အန်ဒီတပါတီကြအားကောင်းစရာလည်းမလိုဘူးနော်ဒီလူဘက်ကတကယ်ရက်တီပါမယ်ဆိုတော့နိုင်ငံရေးထင်ရှားပုံကိုတရားမှမရှိဘူးပြည်သူတွေကအများနဲ့မင်းပြင်းမင်းနဲ့တင့်ပြီးတော့ငရေကြီးဖြစ်တော့တကယ်မင်းပြည်သူကငရေကြနေတာအမှန်ပဲတကယ်အမှန်ပဲလက်ရှိမြန်မာနိုင်ငံဟာကတ်ဆိုင်နေတာပါတတန္တရကတ်ဒုပိတန္တရကတ်ရောကန္တရကတ် နော် COVID-19 စတဲ့ဖြစ်ယောဂတွေဖြစ်တယ်ဒါယောဂန္တနာကဟမ်တတန္တနာကဒုဗ္ဗေကန္တနာအကုန်ဆိုင်နေတယ်ကတ်ဆိုင်နေတာမြန်မာပြည်ဟာကြားလဲအဲ့တော့ကျွန်တော်ဒါမျိုးပြောရင်လည်းမင်းကပါလဲပေါ့ပြောကြအောင်မနော်အခုနောက်ထပ်တစ်ခုပေါ့ဗျာပြီပေါ့ပြီမြို့မှာနဝဒေးတရားထိတ်မှာထိုင်နေတဲ့စစ်တပ်ကတဲ့ကားတစ်စီးကို15သိန်းကောက်တယ်ဟာဒါတကယ်ဖြစ်ရဲ့နော်ခင်ဗျားတို့မယုံလို့ရှိရင်ကိုမောင်အိုးကားတစ်စီး15သိန်းဖရားရေးရက်ဆက်လိုက်ကြတော့ပေါ့ ောင်းကိုနော်မှားပါတယ်လို့ဘာလို့လဲဆိုကုတေရင်ကိုတူးတာအဲ့ဒါတော့သိပါတယ်တော်တော်များများကုတေရင်ကိုတူးတာဘယ်တယောက်ရှိပြီလဲနော်အဲ့တော့အနဝေရနဝဒိရတရာထိတ်မှာပေါ့ဗျာနော်ကားတစ်စီး15သိန်းတောင်းတယ်တဲ့မပေးနိုင်တော့ကားကိုဖမ်းတယ်တဲ့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အများကြီးတက်ညာတယ်နော်ဘာလို့ဒီတတိယကိုလေဟိုဖုန်းကြီးတစ်ပါးပြလိုက်ပါဘယ်ဖုန်းကြီးလဲမသိဘူးကျွန်တော်လည်းမသိဘူးသူကအင်းသူလက်တော့က iPhone လက်တော့နဲ့ နော် appetite နဲ့သူကအင်္ဂလိပ်လိုလဲသူ never ပြောရဲဆိုတော့အင်္ဂလိပ်စာချွန့်ချင်တယ်သူကအမှပြောလှုပ်ရှားလို့ရတာပေါ့ဒီကလာမှာတဲ့လှုပ်ရှားလို့မရဘူးပြောနေတဲ့သူတွေလှုပ်ရှားလို့ရတဲ့သူတွေအေးအေးလှုပ်ရှားနေအေးအေးတရားထိုင်နေရတဲ့သူတော်ရှိတယ်ဟာတကယ်ပဲဒီလိုပုံပုံမျိုးတွေငါတို့သူကြည့်တော့ပညာတတ်လို့ပဲငါတို့နိုင်ငံမှာဘာဖြစ်လို့ဒီလိုမျိုးတွေဖြစ်ကုန်ကြတာလဲကျွန်တော်တစ်ခါတည်းတွေးတယ်ကျွန်တော်ကိုနေတဲ့မြင့်ပါတယ်လို့ထင်ထားတဲ့ပုံကိုယ်တွေကပြောလိုက်တဲ့စကားတွေကကိုတော်မှပါစဟဝါတယ် ဟာဒီလိုအောက်တန်းကျတဲ့စကားမျိုးတွေအောက်တင်းအတွေးကောတင်းတိုင်းနဲ့အတွေးမျိုးတွေသူတို့တွေဘာကြောင့်တွေးနေတာလဲတခါတည်းမထင်ဘူးကျွန်တော်နော်အဲ့တော့ပြလိုက်ပါအခုကိုမောင်ပြောတဲ့စကားကိုပြမယ်အေးအေးလှုပ်ငိုင်စားသားလို့ရတယ်ဆိုတော့ပုတ်ကိုပြလိုက်ပါအမအေးအေးလှုပ်ငိုင်စားသားလို့ရလားမရဘူးလားဆိုတာနော်ကုံစင်းသုံးတက်တာတွေဘာတွေမပြောသေးဘူးနော်အာနာမတိတ်ငင်ကစံတိတ်သုံးတော့အနာသိမ့်ပြီလာပိုင်းမရှိတဲ့စံတိတ်တသိန်းတော့တက်သွားတယ်။အဲ့ဒါတွေမပြောသေးဘူး။တိလား။အဲ့ကြောင့်လဲဆိုရှင်တောင်းတောင်းကကျွန်နံမဲတွေ ကပ္ပတွေအစားကျွန်တော်မပြောချင်သေးဘူးပြောမိလို့ရှိရင်လည်းမပြောချင်ဘူးဗျာနော်အစင်ကျင်ပါအစင်ကျင်ပါတချို့လည်းကပ္ပတွေအကုန်လုံးကျွန်တော်မှရှိပါတယ်နော်အဲတချို့ Viber group ဖုန်းနံပါတ်တွေအစားကျွန်တော်ထောက်ပြချင်တယ်ဒါကြောင့်ကျွန်တော်မတရားဖြစ်ဒုက္ခရောက်မှဆိုရင်လည်းဘာလို့ပဲဖြစ်ဖြစ်အဲ့တော့စင်ကျင်ပါအစင်ကျင်ပါမလုပ်တင်တာမလုပ်ပါနဲ့ခင်ဗျာမှန်ပါတယ်အခုကိုမောင်ပြောနေတာဘလောက်အပြုတ်လို့ကျွန်တော်တို့လည်းအားမပေးပါဘူးမှားနေတဲ့အရာတစ်ခုကိုအာဘဒူကဘလို့လောက်တဲ့အခါတူထိခိုက်သွားအောင်လို့ထော့ ကျွန်တော်တို့မလုပ်စေချင်ဘူးဒါပေမဲ့ခုနကပြောသလိုတိုင်းပြည်ဟာဘလောက်ပြက်လာတယ်ပြင်လာဖို့တော့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပြောတဲ့လူကိုရန်လှုပ်ပြီးဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်ဆဲဆိုသွားလှုပ်တာတော့ဒါကတော့အဲ့လိုလှုပ်ပြီးဆိုတဲ့အဲ့ဒီအဟာလူတော့မခေါ်ထိုက်တော့ဘူးနော်ရှင်းရှင်းလေးပဲအခုဒါမဘာတာတချို့ကိုမမောင်တတ်မယ်ဖြတ်မယ်သွားချိန်မှားကြတယ်စဉ်းစားကြည့်မောင်မောင်ပြောတဲ့စကားမှားလားကျွန်တော်တို့ဖြစ်နေနေတာမောင်မောင်ငါတို့ကိုဘယ်နေရာမှာမဟုတ်မှန်ပြောတော့ကွာဘယ်စကားကတော့မဟုတ်ဘူး ဒါမျိုးတွေကိုကျွန်တော်တို့ဖြစ်စေချင်တာအာငစီဘယ်နေရာမှာမဟုတ်တဲ့စကားကိုဘယ်လိုပြောလဲဒါမျိုးချပါအဲ့လိုမျိုးချအဲ့လိုမျိုးချလာနှစ်ဖက်လုံးကိုပါအရင်ရှင်းရှိတယ်တိုင်းပြည်တို့လည်းကောင်းတယ်အခုဟာကငါနဲ့မတူငါရန်တူငါနဲ့ဟိုငါတို့ဘက်ကိုပြောရင်ငါရန်တူမာလာမှန်လားတူပြောတာဟုတ်လားမဟုတ်လားမကြည့်ဘူးအလံပြောငါတို့ဘက်လာမယ်ငါတို့ဘက်ပြောရင်ကိုက်မယ်ဟောင်းမယ်ဆိုတော့ခွေးတော်ကိုဖြစ်နေဟမ်အဲ့တော့ ဘယ်လိုခေါ်မလဲဆိုတော့နိုင်ရန်တိုင်းမှာနားတွေရှိတယ်ဟေ့ဆိုတော့ခက်ခက်ကြုံဘူးရဲ့မလားကြုံခဲ့ဘူးမှာပါဥခင်ညလက်ထောင်ပါလေအဲ့တော့အခုခင်ဗျားတို့နိုင်ရန်တိုင်းမှာနားတွေရှိတယ်အဲ့တော့ကျွန်တော်ဟိုလူစိုးကြီးဖြစ်အောင်လူတွေဒုက္ခပေးရသူတယောက်မဖြစ်ချင်ဘူးညာနော်စင်ကြင်မှာမလုပ်ပါနဲ့မလုပ်စေချင်ဘူးဒီဗီဒီယိုဖိုင်လေးကတော့ကိုမောဘေရက်က အဲပြောထားတဲ့ file လဲတော့မတည်ဘူးဒီဒီလပိုင်းပေါ့နော်ဒီလပိုင်းအတွက်မှာပြောထားတာဘာ Facebook မှာပြန်တင်ထားတာတွေ့လို့ကျွန်တော်ဒါလေးသဘောကျလို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုအမှန်ပြောလို့တတ်မဲ့ဖြတ်မဲ့ဆိုရဲလောက်ရက်ကိုလောက်တဲ့တူတီကိုလည်းအံ့အောင်းလို့ပါတူပြောတာရှင်တကယ်ဒီလောက်တူလောက်အပြူတော်ဆောင်တာရှိအောင်မလားတူတေးသေးချာချာအတိအကျဒီကိုပိုင်နံပါတ်နေရာစာတိထားတဲ့လူတယောက်ကမပြောဘဲနဲ့စီချင်မှာဒါမှတကောင်းမှုပြောဒါတကယ်တူပဲ့အချမ်းပေါ့နော်ဒါဒါစစ်တပ်ပဲ့အချမ်းကိုတူဒီတကယ် အပြုတ်ဘောဆောင်ပြီးတော့ကောင်းအောင်စွဲသွခေါ်သွားတာအဲ့ဒါလိုလူမျိုးကိုအာဒီပိန်းတွေပဲပါတာလို့အဲဒီကောင်မောင်မောင်ကမွတ်စလင်တို့ဟာဗယံပရာစကားတွေနဲ့ပြောချင်တယ်ပြောဆွဲချင်တယ်ဆွဲတွားလောက်ကြမယ်ဆိုရင်အဲ့ဒီတွားလောက်တဲ့လူပုဂ္ဂိုလ်အဖွဲအစည်းပဲအချမ်းဟာကောင်းတာဖြစ်နိုင်တာဗယံပရာလားကိုယ်စဉ်ကိုတည်ပြီးတော့နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုဗယံပရာအဖွဲအစည်းတွေနော်ကြီးထွားခဲ့လို့အဲ့လိုဗယံပရာကောင်တွေက အာနာရှိတဲ့နေရာကိုရောက်ခဲ့တော့တိုင်းပြည်ရဲ့တပြေးပြေးနဲ့နှိမ့်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 စုပ်ပြက်လာတာအဲ့တော့အခုတိုင်းပြည်စုပ်ပြက်နေပြီအဲ့ဒီစုပ်ပြက်နေတဲ့အရာကြီးကိုပြန်လဲတည်ဆောက်ဖို့ဆိုတာကနော်မကူညီနိုင်နေမနှောက်ရှက်တဲ့ဆိုတဲ့လူတွေမရှိဖို့အရေးကြီးတယ်နော်ဒါကြောင့်မို့လို့ဘောမပါမပါဘောမတိုင်းကိုကျွန်တော်တို့မယုံပါဘူးလက်ရှိတော်လှန်ရေးရတဲ့စစ်သားတိုင်းတည်ရမယ်ဆိုရင်တိုက်နေကြတာမဟုတ်ဘူးသွားမကြည့်ပါ PDF တွေကိုစစ်သားတိုင်းကိုတည်ရမယ်ငါတို့ဒီစစ်မင်းအောင်လိုင်းတပ်ထဲမှာရှိတဲ့စစ်သားတိုင်းအကုန်ဖမ်းပြီးတတ်ဖို့ ဖမ်းပြီးအေးအေးဖို့ဆိုတော့စိတ်နဲ့တိုက်နေကြတဲ့ရဲဘော်တွေမရှိဘူးဒီအာနာဒီစစ်တပ်ကိုကိုပိုင်နော်ကပိုက်တောင်ထဲထည့်ပြီးတော့မောင်းပိုင်စီးပြီးတော့လွဲမားတဲ့အမိတ်တွေထုတ်မတရားတဲ့ဥပဒေတွေနဲ့ခိုင်းစေနေတဲ့ဒီအာနာရှင်စနစ်နဲ့အဲ့ဒီအာနာရှင်စနစ်ကိုအတက်တွင်းနေကြတဲ့လူတစုကိုပဲပြိုအောင်ဖြိုနေကြတာဒါဟုတ်အားလုံးတဘောပေါက်ဖို့လူတွေအဘောမတိုင်းဆိုတိုင်းကြံ့ခိုင်ရေးပါတီဝင်ဆိုတိုင်းကျွန်တော်တို့မုန်းစရာအကြောင်းမရှိဘူးအေးအေးချမ်းချမ်းနေနေကြက်ဖို့ပါတီဝင်တဘုံကြီးနေနေမှလေး PDF အားကောင်းတဲ့ data တွေမှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲတစ်ချိန်ကတူကြံ့ခိုင်ဖွံ့ဖြိုးတဲ့မဲဆွဲခဲ့တယ်အခုကာလမှာတူဘာမှမလုပ်ဘူးနော်တူစီးပွားရေးတူလုပ်တယ်တူဝင်းစားတူစားတယ်တူစစ်တပ်ကိုလည်းသွားတရင်ပေးတာလို့ရဲကိုသွားတရင်ပေးတာလို့နော်ရက်ွက်ထက်မှဘ누구က PDF ပါဘ누구က PDF အိမ်မှာစတဲ့ဖြစ်နော်ဘ누구ကတော့ထောက်ဖို့လုပ်ပါတယ်ဒီလိုမျိုးပြည်သူထိခိုက်နစ်နာအောင်စစ်တပ်ကိုတရင်ပေးတာလို့ရဲကိုတရင်ပေးတာသူတို့ဘာမှမလုပ်ဘူး တထိန်ကတန့်ဖို့ပါတီအမာခံဖြစ်ခဲ့ပေမဲ့ဒီကာလမှာတို့ကတို့အေးအေးဆေးဆေးနေနေတယ်အဲ့ဒါလိုလူတွေ PDF ဆိုးမှုနဲ့ data တွေအများကြီးပါအဲ့ဒီလူတွေကို PDF တွေလက်ဖြားချောင်တော့မတို့ဒါပေမဲ့ဘုရင်ကပြောသလိုစစ်တပ်ကိုဒလန်လောက်တဲ့သူအများစုဒီပါတန့်ဖို့တွေဖြစ်နေတဲ့အတွက်တန့်ဖို့ပါတီကိုစော်ကန်တိတာနော်အဲ့တော့ဟိုကဘူးလက်ကရင်းရတယ်ဓမ္မကြည့်လိုက်တဲ့မှာတက်ခံထိရတဲ့တန့်ဖို့ပါတီဝင်အစင်းရင်ကောင်းပါတယ်ဟောတိုင်းပြည်ကိုဒီကာလမှာဖျက်ခတ်တဲ့သူတွေကိုဘာဖြစ်တယ် စရင်ပြုစုပြီးတာဖြစ်သွားတယ်ကျွန်တော်တို့ကျေးဇူးတင်တယ်တပ်ဖို့ပါတီကအဲ့ဒီနာမည်စရင်တွေကိုအဲ့လိုကမီးထိုးပေးထားကျေးဇူးတင်တယ်နောက်တစ်ချိန်မှာကြည့်ပါကွာငါတို့နော်သားတွေမိရဲ့လက်ထက်မှာဟမ်တို့တွေအလုံးလုံးတဲ့ချိန်မှာတိုင်းပြည်ကိုဖျက်ဆီးခဲ့တာဒီကောင်တွေပေါ့ပြနိုင်တယ်နော်အဲ့တော့ဘုရားကပြောတယ်တန်ဇီရိုမဟုတ်လို့လဲလာတတ်ခံထိတာလဲတန်ဖို့ရှိလို့လာတတ်ခံထိတာပေါ့ပုံတွေတုတ်တင်ရှင်းလင်းခံထိတိုင်းတန်ဖို့ရှိတာမဟုတ်ဘူးလေလောကမှာအပြည့်အမောက်လုံးလို့နော်နောက်ကြည့်လို့ သူ့ကြောင့်ပတ်ဝန်းကျင်မြစ်ပတ်လို့သူ့ကိုဖယ်ပလိုက်တဲ့ဟာတွေရှိတယ်။အဲ့ဒါတန်ဖိုးရှိလို့ဖယ်တဲ့ခန်းကထိတာမဟုတ်ဘူးလေ။တန်ဖိုးမဲ့လို့မကတန်ဖိုးတော့တန်ဖိုးရှိတယ်။ဘာလဲမကောင်းတဲ့ဘက်မှာတန်ဖိုးရှိတာ။နော်။အဲ့တော့အရင်ရှင်းရှိလို့တုတ်တင်ညာထိတယ်ဆိုရင်ကိုယ့်ရဲ့အရင်ရှင်းကဘယ်နေရာမှာရှိတာလဲ။ဟမ်တော်လန်ရေးလို့လို့နိုင်တိုင်းပြည်ဒီမိုကရေစီစနစ်ကိုအတက်တွင်းဖို့ဂျိုးစားလို့ဖမ်းပြီးတော့ထောင်ထဲထည့်ခံထိတယ်ဆိုရင်သူဟာကောင်းတဲ့တန်ဖိုးရှိလို့ မတရားတဲ့လူတွေကဖြစ်ပြီးခံတည်တာဟောကိုရင်းကပြောသလိုရက်ွက်ထဲမှာတန်ဖို့ပါတီဝင်လုပ်တယ်ရက်ွက်ထဲမှာဘသူကတော့ PDF အဖေအမေသူတို့ကထောက်ပို့လုပ်နေတာဘသူကတော့သူ့သားသမီးတွေ PDF ထဲမှာသူ့မိဘနဲ့အဆက်အသွယ်ရှိတယ်အဲ့ဒီသတင်းတွေ data တွေကိုယူတယ်စစ်တပ်ကိုတွားပေးတယ်ရဲကိုတွားပေးတယ်သူ့ကြောင့်စစ်တပ်ကဝင်လာတယ်အဲ့အိမ်တွေကိုဖမ်းတယ်စီးတယ်ရိုက်ပုတ်တယ်မီးရှို့တယ်အဲ့အိမ်မှာရှိတဲ့သားသမီးမျိုးမတိုင်းကျင့်ကန်ထိရတယ် နော်တစ်ခါတည်းမဟုတ်နှစ်ခါတည်းမဟုတ်တူကြောင်ရွာထဲမှာထိတာအဲ့ဒါဆိုရင်တူဟာပါလေအဲတူဟာဘယ်လိုပြောမလဲအရေးရှင်းတော့ရှိတယ်ဒါပေမဲ့မကောင်းတဲ့ဘက်မှာအရေးရှင်းရှိတာအဲ့တော့သူ့ကိုဘာလုပ်ကရှင်းလင်းဖယ်ရတယ်နော်အဲ့တော့ဘူးလက်ကသူကသူ့တူတာဟိုစစ်ဘိုဟောင်းကြီးနော်လွတ်တော့အမတ်လုပ်ခဲ့တယ်တကယ်တိုင်းပြုတ်ပြည်ပြုတ်လူတို့တူတူတတ်မှတ်ထားမယ်သူ့ရဲ့အတွင်းခေါ်ကသူတို့ပါတီဟာတန်ဖိုးရှိလို့လက်သက်ခံထိတယ်သူကဖူးထိနေတော့ကိုနေ့ကဗီဒီယိုဖိုင်တစ်ခုနဲ့ဘူးလက်ကပြောသွားသေးတယ် နော်သူ့ကိုတိုက်ခိုက်တာတဲ့သူကဘာကောင်းမှမဟုတ်ရင်သူ့ကိုလာမတိုက်ခိုက်ကြဘူးတဲ့သူကအကောင်ဖြစ်နေလို့သူ့ကိုတိုက်ခိုက်တာတဲ့ဩဘူးလဲတို့ဒုက္ခပဲဒါကြောင့်မို့လို့ပြောတချိန်ရရင်လေကျွန်တော်အဲ့ဒါကြောက်ကျွန်တော်တို့အဖိုးကြီးအရွယ်ရောက်ဝိုင်းလူငယ်တွေကြားထဲမှာစောက်ယူနာမောင်းကြီးနာမီဘွားကြီးဖြစ်မအောင်ကျွန်တော်အကြောက်ဆုံးပဲပြအကောင်ပြောတာအာဒီဖိုးကြီးဘွားဘူးမတိဘာမတိနဲ့ဘာတွေပြောလို့စောက်ယူကြနေလဲပြေရောတေရောဒါကြောင့်မို့လို့ကိုယ့်ထက်ငယ်တဲ့ကလေးလေးဖြစ်နေပါစေ တန်ဖိုးကိုအရင်ကြည့်တယ်တန်ဖိုးရှိရင်ကိုထက်တန်ဖိုးရှိရင်ကိုခေါင်းပေါ်တင်ထားဖို့ကျွန်တော်တို့အဲ့ဒီအကျင့်အခုတည်းကကျင့်နေကျွန်တော်ရှက်စရာကြီးအဲ့ဒါဒါဘူးလက်ကြီးဆိုတာတူတူတန်ဖိုးရှိတယ်သူထင်ထားတာဟုတ်တူတိုက်ခံခံထိတာတူတန်ဖိုးရှိလို့ထင်ထားတယ်ဒါမဲ့ပါ तू ကတန်ဖိုးတော့ကြည့်တယ်ဘာတန်ဖိုးမကောင်းတဲ့တန်ဖိုးအဲ့တော့လူဟာအဲ့လိုမဖြစ်ဖို့အရေးကြီးတယ်နော်အဲ့တော့ကျွန်တော်တို့တွေဟာတသက်လုံးကကျွန်တော်တို့ကတိနေလို့မရဘူးတတ်နေလို့မရဘူးခေတ်ကာလကရွေ့နေတယ်လူငယ်တွေကတိုးတက်လာတယ် လူငယ်ဆိုရင်ပဲကိုယ့်တဲ့အတွေးခေါ်အမျော်မြင်ကြီးကြီးတဲ့လူပါလာမှာပဲအဲ့ဒါကိုငါတိငါတက်ငါလူကြီးဆိုတဲ့ဟာမျိုးလုံးလို့မရဘူးလက်ရှိမင်းအောင်နိုင်လို့ဖြစ်နေအဲ့ဒါစစ်တပ်ထဲမှာသူ့လောက်တန်ဖိုးရှိလူမရှိဘူးတဲ့သူ့လောက်ကောင်းတဲ့လူဒါကြောင့်မလို့ကာကွယ်ဥစည်းချုပ်တူယူထားဆိုရင်ဥပဒေကိုကြော်ပြီးဖောက်ဖျက်ပြီးယူထားတာဒါပေမဲ့အဲ့ဒီမင်းအောင်နိုင်အောင်အားပေးတဲ့အတိုင်းဝိုင်းကဒီကောင်မောင်တို့ကလွယ်လို့ဘယ်သူမှပြောပိုင်မပြောရဲဘူးပြောလည်းမပြောဘူးအဲ့တော့ဘာဖြစ်လဲဥပဒေဖောက်ပြက်ပြီးဗယံမတာလှုပ်ထားမှတော့အဲ့ဒီဗယံမတာအုပ်ချုပ်တာကိုခံမှာပေါ့ ဟုတ်တယ်မလားအဲ့တော့နိုင်ငံတစ်ခုကောင်းမွန်တဲ့အစိုးရရပ်ဖို့ဆိုတာအဲ့ဒီနိုင်ငံသားတွေပေါ်မှာမူတည်တယ်အခုတော်လှန်ရေးအောင်ရင်ဘာဖြစ်မလဲပြည်သူရွေးချယ်တဲ့အဖွဲ့ကအုပ်ချုပ်ခွင့်ရပြည်သူကစံဖို့ကိုရွေးချယ်ရင်စံဖို့အုပ်ချုပ်ခွင့်ရပြည်သူက NLD ကိုရွေးချယ်ရင် NLD အုပ်ချုပ်ခွင့်ရပြည်သူကအခြားတိုင်းသားပါတီတစ်ခုကိုရွေးချယ်ရင်အဲ့ဒီပါတီအုပ်ချုပ်ကအဲ့တော့ကောင်းတယ်မဆိုးတယ်ဆိုတော့ပြည်သူကပဲဆုံးဖြတ်ခွင့်ရဒါကြောင့်မလို့ပြည်သူဆုံးဖြတ်ခွင့်ရဖို့အတွက်ဒီတော်လှန်ရေးကိုလှုပ်နေကြတာဒါပဲအဓိကအခုကပြည်သူဆုံးဖြတ်ခွင့်ရှိတယ် မရှိဘူးလေခင်ဗျားတို့နိုင်ငံရေးအတွက်သွားဆုံးဖြတ်ဖို့မပြောနဲ့ကိုယ့်ကိုယ်ကိုယ်တော်ပြည်သူကဆုံးဖြတ်ခွင့်ရှိတယ်ငါကတော့အင်ဂျီအနီလေးကြိုက်တယ်ဒေါအောင်ဆန်းစုကြည်ကိုငါချစ်တယ်ကွာနိုင်ငံရေးဆိုတာငါနဲ့ဘာမှမဆိုင်ဘူးဘာမှမတည်ဘူးဒေါအောင်ဆန်းစုကြည်အင်ဂျီလေးဝတ်သွားမယ်ပန်းအနီလေးပန်သွားမယ်ခွင့်ရှိလားငါတည်ခြင်းဆိုတာမတည်ခံကောင်းအဲ့ဒါပဲအဲ့တော့ကျွန်တော်တော်လိုင်းရင်တော်လိုင်းလောက်ကြပါဆိုတော့အဲ့ဒါကိုပြောတာကိုယ့်ခွင့်ရေးကိုရဖို့အတွက်လှုပ်ခိုင်းတာသူများခွင့်ရေးမဟုတ်ဘူးတို့လွဲမနေတဲ့ကောင်တွေကိုကျွန်တော်ဖယ်နိုင်မှမှန်ကန်တဲ့မူဝါဒရောက်မယ် မှန်ကန်တဲ့မူဝါဒရောက်မှကိုယ့်ခွင့်ရေးကိုကိုယ်ပိုင်ကြမှာဒါကိုပြောတော့အလုံးတောင်ဆိုဟိုလူများစုကတော့တိပါတယ်တချို့တည်းမတိတဲ့လူတွေအတင်းနဲ့မားနေတဲ့လူတွေတိဝအောင်လို့ကျွန်တော်တို့ရှင်းပြတာဖြစ်ပါတယ်ကျွန်တော်တို့ဆရာလောက်ပြီးငါတိငါတက်ပြောပြတာမဟုတ်ပါဘူးเนาะကိုမမောင်လူမျိုးဘောမတွေကိုလည်းကျွန်တော်တို့ကြိုးစားပါတယ်လေးလေးလေးစားတယ်